်နေပြည်တော်ပြည်မနာမြို့တွင်ငလျင်တန်ကြောင့်တေဆုံးသူ86ဦးထိရှိလာပြီးရုပ်အလောင်းအလုံးဆွဲမထုတ်နိုင်သေးပဲအရေးပေါ်ကုသနေရသည့်လူနာ900ခန့်ရှိကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည့်မတ်လ28ရက်နေ့မွန်းလွဲပိုင်းတွင်လှုပ်ခတ်သောမြင်းငလျင်ကြောင့်ပြည်မနာမြို့တွင်ပျက်စီးမှုများပြားပြီးလက်ရှိချိန်ထိရရှိထားသောစီးရင်များအရတေဆုံးသူ86ဦးထိရှိသွားပြီဖြစ်ကြောင်းသိရသည်လက်ရှိချိန်ထိအဆောက်အဦအပျက်စီးများထဲမှဆွဲမထုတ်နိုင်သေးသည့် ရုပ်လောင်းများရှိနေသေးပြီးအရေးပေါ်ကုသနေရသည့်လူနာ9ရာခန့်ရှိရှိကြောင်းမြို့ပေါ်ရှိဓမီတိုင်80ရာခိုင်နှုန်းလောက်လည်းပြိုကျသွားပြီးတဘာဝဘေးစီမံမှုများလက်ရှိချိန်ထိမရောက်ရှိသေးကြောင်းသိရှိရသည်ထို့ပြင်ဗိုလ်ချုပ်လန်းတွင်လည်းပိတ်မိနေသူများရှိပြီးမြို့ခံမိသက်များကြက်ချီနီများနှင့်ပရာဟိတအဖွဲ့များကဆက်လက်ကယ်ဆယ်ရေးလှုပ်ဆောင်နေစေဖြစ်ကြောင်းသိရသည် စရင်အရာ86ရောက်ရှိပြီးဒေတာပြင်းမနာတစ်မျိုးလုံးလမ်းပေါ်ထွက်အိတ်နေရတဲ့ဘိုးကျုံလန်းတလန်းလုံးပိတ်နေတဲ့ dead body တွေထုတ်လို့မပြီးသေးဘူးကုတင်နေရနဲ့ကုတင်တထောင်မှာအရေးပေါ်ကူနေရတာလူ၄ရာနဲ့900လောက်ရှိနေပြီလို့သိရတယ်ဓမီတိုင်80ရာခိုင်နှုန်းလောက်ပြိုလဲထားတယ်မြို့ခံမိသက်ချက်ချင်းညီနဲ့ပရာဟိတအဖွဲ့တွေကယ်ဆယ်ရေးလုပ်နေရတယ်တဘာဝဘေးစီမံကဘာမှမလာသေးပါဟုဒေတာပြည်သူတအူးကပြောဆိုသည် အင်အားရစ်တာစကေးခုနှစ်တသမခုနှစ်အဆင့်ငလင်ကြီးလုတ်ခတ်သွားမှုကြောင့်လူပေါင်းထောင်ချီတေဆုံးပျောက်ဆုံးနိုင်သည့်မြန်မာငလင်ဘေးဒုက္ခအတွက်အမေရိကန်နိုင်ငံကအကူအညီပေးမည်ဖြစ်ကြောင်းအမေရိကန်သမ္မတထရန့်ကဝှေးထောက်ရှင်ပြုလုပ်သောမီဒီယာတွေ့ဆုံပွဲ၌ပြောကြားခဲ့ကြောင်း The Economic Times ကယခုသတင်းဖော်ပြသည့်အမေရိကန်သမ္မတထရန့်ကကျွန်ုပ်တို့ကအကူအညီပေးသွားမှာပါဟုဆိုသည် အကူအညီပေးရေးလုပ်ငန်းများဆက်လက်လှုပ်ဆောင်ရန်အတွက်လည်းမြန်မာနိုင်ငံဘက်မှတာဝန်ရှိသူများထံကိုပြောကြားပြီးပြီဖြစ်ကြောင်းလည်းအမေရိကန်သမ္မတထရန့်က ပြောကြားသည့်သို့သောအမေရိကန်ကမြည်သည့်ပုံစံဖြင့်အကူအညီပေးမည်ဆိုသည်ကိုတိတိကျကျမဖော်ပြခဲ့ခြင်းမရှိသေးပေစစ်ကောင်စီကောင်းဆောင်မင်းအွန်လိုင်းကလည်းငလင်လှုပ်ခတ်မှုအပြီးနိုင်ငံတကာအနေနဲ့ကူညီပေးကြရန်အစိုးရပိုင်မီဒီယာများကတဆင့်တောင်းဆိုခဲ့လေသည်မန္တလေးကိုဗဟိုပြုသောငလင်ကြောင့် လက်တလောတည်ဆုံးသူ144ဦးရှိပြီးဒဏ်ရာရရှိသူ932ဦးရှိဟုမင်းအောင်လိုင်းကစစ်တပ်ပိုင်းရုံးမြင့်တန်ကြားလိုင်းမှတဆင့်ယခုညပိုင်းထွက်ပြောသည်မလ28ရက်နေ့မွန်လွဲ7:50မိနစ်အချိန်လှုပ်ခတ်သောငလင်ကြောင့်နေပြည်တော်ကောင်စီနယ်မြေတွင်လက်တလောတည်ဆုံးသူ96ဦးစကိုင်းတွင်78ဦးနှင့်ကြောက်ဆယ်တွင်30ဦးရှိကြောင်းဒဏ်ရာရရှိသူများအနေဖြင့်နေပြည်တော်တွင်403 ဆယ်နှစ်ဦးစကိုင်းတွင်300ဦးနှင့်ကြောက်ဆယ်တွင်စစ်စစ်ဆဲစုစုပေါင်း903ဆယ်နှစ်ဦးရှိကြောင်းတေဆုံးထိခိုက်တံရရသူများဆက်လက်တိုးလာမည်ဖြစ်ကြောင်းမင်းအောင်လိုင်းကဆိုသည်သို့တော်လည်းမြေပြင်တွင်ရှာခွေကယ်ဆယ်ရေးလုပ်ငန်းများလှုပ်ဆောင်ရန်လူအင်အားပစ္စည်းအင်အားမလုံလောက်မှုကြောင့်မင်းအောင်လိုင်းထုတ်ပြန်သောစည်ရင်ထက်လူပေါင်းရာထောင်ချီပျောက်ဆုံးတေဆုံးနိုင်ကြောင်းဒေသခံများကပြောကြားသည် အင်အားခုနှစ်တသမခုနှစ်ပမနာရှိအလွန်အပြင်းသည့်ငလင်တန်ကိုမြန်မာနိုင်ငံအတွင်းတွင်မန္တလေးမေမြို့တောင်ကြီးစကိုင်းမုံရွာရွှေဘူးမိုးကုတ်တီပေါ်လာရှိုးကြောင့်ပဲနေပြည်တော်ပင်လောင်းရွာငန်းပကံအညောင်ဦးပခုတ်ကူမကွေးမင်းတုံးပြည်ပေါင်းတီတနုဖြူဒေဒီရဲမအူပင်မြောင်မြဖြာဘုံလက်ပုတာညောင်လုံးဟင်းတာရာပကူတိုက်ကြီးရန်ကုန်မော်လမြိုင်ဘားအံမြဝတီကရင်နီရေးထဝဲမြိတ်မိုးနယ်မိုးနယ်ဒေဒီရဲတိုက်ကြီးဟတာတာအပါဝင်မြို့များစွာတွင်ငလျင်တံကိုခန်းစားခဲ့ရပြီး အိန္ဒိချင်းနိုင်ငံဖြစ်သည့်ထိုင်းနိုင်ငံဘန်ကောက်ချင်းပိုင်မဲဆောက်တို့တွင်လည်းငလျင်တံကိုခန်းစားခဲ့ရသည့်ပြည်သူပြည်သားများနှင့်တူထက်တူတူးမြလန်းနီးပူဆွေးရပါသည်